မြန်မာပြည်သူတွေကိုအကြမ်းဖက်စစ်တပ်ရဲ့စစ်ရာဇဝတ်ရန်စွဲမှကာကွယ်ပေးနိုင်ရေးအတွက်တရားခဏ်မင်းအွန်လိုင်းကိုနိုင်ငံတကာရာဇဝတ်ခုံရုံး ICC ကဖမ်းဝရမ်းအချိန်မီထုတ်ပြန်ပေးဖို့ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တာအမကြီးဦးကျော်မိုးထွန်းကတောင်းဆိုတိုက်တွန်းလိုက်ပါတယ်။ဂျပန်နဲ့အမေရိကန်ပြည်ထောင်စုညူယောက်မြို့ကုလသမဂ္ဂဌာနချုပ်မှကုလသမဂ္ဂအထွေထွေညီလာခံမျက်နှာစုံကြည့်အစည်းအဝေးရဲ့ကာကွယ်မှုပေးရန်တာဝန်ရှိမှုနဲ့လူမျိုးတုံးတက်ပြတ်မှုစစ်ရာဇဝတ်မှုလူမျိုးစုဥလိုက်တုံ့တင် ရှင်းလင်းမှုနဲ့ လူသားမျိုးနွယ်စုအပေါ်ကျူးလွန်တဲ့ပြစ်မှုများကာကွယ်တားဆီးရေးနှစ်20ပြည့်အထိမ့်မှန်အစည်းအဝေးမှာတန်အမတ်ကြီးကထပ်ပါတိုင်တောင်းဆိုလိုက်ခြင်းလည်းဖြစ်ပါတယ်။မြန်မာနိုင်ငံမှာလူသားမျိုးနွယ်စုအပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုများရဲ့တရားခံဖြစ်တဲ့မရောက်နိုင်ကိုဖန်ဆီးပြီးနိုင်ငံတကာရာဇဝတ်ခုံရုံးရဲ့ pre-trial ရဲ့အချိန်ပါမှာစစ်ဆေးဖို့နိုင်ငံတကာရာဇဝတ်ခုံရုံးရှိနေက2024ခုနှစ်နိုဝင်ဘာလအတွင်းဝရမ်းလျှောက်ထားခဲ့တဲ့အပေါ်ကျူးစိုးလက်ခံပါကြောင်းနဲ့ချိန်ပါနေနဲ့နိုင်ငံတကာရာဇဝတ်ခုံရုံးရဲ့ဖန်ဝရမ်းအမိန့်ကိုလည်းအချိန်မီထုတ်ပြန်ပေးရန်တိုက်တွန်းလိုကြောင်းနဲ့ တို့မှာသာပြည်သူများရဲ့အသက်အိုးအိမ်နဲ့စစ်တပ်ရဲ့ရာဇဝတ်မှုရံစွဲမှကာကွယ်ပေးနိုင်မှာဖြစ်တယ်လို့တန်အမကြီးဦးကျော်မထွန်းကပြောဆိုလိုက်တာပဲဖြစ်ပါတယ်။မြန်မာနိုင်ငံမှာစစ်ရာဇဝတ်မှုနဲ့လူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုများမြောက်တဲ့အပြည်ပြည်ဆိုင်ရာဥပဒေချိုးဖောက်မှုများရဲ့တန်ကိုအရက်သားပြည်သူများကခါးစည်းခံနေရတယ်လို့အတွင်းမှုချုပ်ရဲ့အစီရင်ခံစာမှာလည်းဖော်ပြထားကြောင်းနဲ့အကြမ်းဖက်ဆဲအုပ်စုအနေနဲ့ပြည်တွင်းတရားဥပဒေစိုးမိုးမှုတွေကိုဖျက်ဆီးထားတဲ့အပြင်အကြမ်းဖက်မှုများနဲ့ဖိနှိပ်ချုပ်ချယ်မှုတွေကိုစနစ်တကျဆက်လက်ကျူးလွန်နေခြင်းကိုကြီးကြီးအပြင် ၎င်းတို့ဟာတို့အတန်းနဲ့အပြည်ပြည်ဆိုင်ရာဥပဒေတို့အားအရေးမဆိုင်ကြောင်းကိုမျက်နှာပြောင်စွာပြသနေတယ်လို့လည်းတန်မတ်ကြီးကနိုင်ငံတကာကိုတီးပေးထားပါဗျ။စေအုပ်စုအနေနဲ့ပြည်သူများပေါ်ရက်ဆက်ကြမ်းကြုတ်မှုတွေကိုဆက်လက်ကျူးလွန်နေပြီးစစ်မှတ်ပြုခြင်းများကိုလည်းနေ့စဉ်နဲ့များတိုးမြှင့်လောက်ဆောင်လျက်ရှိကြောင်းနဲ့စေအုပ်စုနဲ့၎င်းတို့နဲ့ဆက်နွယ်နေသူများရဲ့ရရက်ဆက်ဆက်တက်ဖြတ်ခြင်းကိုခံရတဲ့ပြည်သူဥယေ6800ကျော်ရှိတယ်လို့အတည်ပြုထားနိုင်ပြီးကိန်းကနဲအမှန်မှာထုတ်ထက်ပုံမပြင်းမနိုင်ကြောင်းလည်းဥကြုံမထွန်းကထည့်သွင်းပြောဆိုထားပါဗျ။ ထို့ပြင်မြန်မာနိုင်ငံမှာလူသားချင်းစာနာမှုအခြေအနေမှာဆိုးရွားလျက်ရှိနေပြီး3.5%ကျော်မှနေရဆုံးခွာနေရသလိုတန်း30ကျော်မှလူသားချင်းစာနာထောက်ထားမှုအကူအညီများအရေးပေါ်လိုအပ်လျက်ရှိကြောင်းနဲ့အဆိုပါတန်း30အနက်10.4%အမျိုးသမီးများနဲ့မိန်းကလေးငယ်များဖြစ်ကြပြီး6.3%ကကလေးငယ်များဖြစ်ကြောင်းနဲ့ထိုနည်းတူစွာမတန်ဆွမ်းသူများနဲ့အခြားသောဖဲချင်းခံထားတဲ့အုပ်စုများအနေနဲ့လည်းအလားတူအခြေအနေများအောက်မှာထိခိုက်လွယ်လျက်ရှိကြောင်းရဝင်ကြများအနေနဲ့လည်း နေရက်တို့ဘေးကင်းလုံခြုံစွာတိတ်ခါရှိစွာနဲ့ဆန္ဒလျောက်ပြန်လဲသွားရောက်ရေးအတွက်လည်းမရေရာမှုများနဲ့ရင်ဆိုင်နေရတယ်လို့သိရပါဗါး2005ခုနှစ်ကမ္ဘာထိပ်သီးအစည်းအဝေးမှာအတည်ပြုပြထန်းခဲ့တဲ့ R2P စီမင်းအရာပြည်သူလူထုကိုလူမျိုးတုံးတစ်ဖက်မှုစစ်ရာဇဝတ်မှုများလူမျိုးစုအလိုက်တုတ်တင်ရှင်းလင်းမှုနဲ့လူသားမျိုးနဲ့ပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုများကျူးလွန်ခံရခြင်းမှာကာကွယ်ပေးရန်နိုင်ငံများတွင်တာဝန်ရှိတယ်လို့အလေးထားဖော်ပြထားကြောင်းနဲ့နိုင်ငံတကာနိုင်ငံအနေနဲ့ထိုးထိုးဆောင်ရွက်ရန်ပြက်ကွက်လျက်သို့မဟုတ်ပါကော ၎င်းကိုယ်တိုင်ကဆိုပါပြစ်မှုများကျူးလွန်သူဖြစ်လျင်နိုင်ငံတကာတိုင်ဝမ်ကစူပေါင်းအရေးယူဆောင်ရွက်ရန်တာဝန်ရှိပါကြောင်းမြန်မာနိုင်ငံရဲ့အချက်တွေကကြေကွဲပွဲကောင်းတဲ့ဥပမာတစ်ခုပင်ဖြစ်နေကြောင်းလည်းတမ်းမဲ့ကြီးဥကြုံမှုထောင်ကဆိုပါတယ်။စေအုပ်စုအနေနဲ့ပြည်ထန်ကင်းလုံခွင့်ကိုအသုံးချကာလူမဆန်တဲ့လုပ်ရက်တွေကိုစားရိုးကျူးလွန်နေပြီးပြည်တွင်းဥပဒေများနဲ့အာတုပင်ဤစည်းမျဉ်းနှစ်သာရအပါအဝင်အပြည်ပြည်ဆိုင်ရာဥပဒေတို့ကိုပါချိုးဖောက်လျက်ရှိကြောင်းနဲ့မြန်မာနိုင်ငံလူ့အခွင့်အရေးချင်းနေဆိုင်ရာအထူးစီရင်ခံစာတင်သွင်းသူနဲ့ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးမှုရန်တရားတို့က၎င်းတို့လက်ဝဲမှာစေုပ်စုမှစနစ်တကျကျူးလွန်ထားတဲ့လူသားမျိုးနွယ်စုပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုဆိုင်ရာအထောက်အထားအလုံးလောက်ရှိတယ်လို့အတည်ပြုထားကြောင်းနိုင်ငံတကာတိုင်ဝန်နေနဲ့အဆိုပါတပ်သေးထောက်ထားတွေကိုအသုံးပြုပြီးရာဇဝတ်သားတွေကိုတရားဥပဒေအရတာဝန်ခံမှုရှိစေရန်ဆောင်ရွက်ရမှာဖြစ်ကြောင်းတန်အမကြီးကတိုက်တွန်းပြောဆိုသွားတာဖြစ်ပါတယ်နိုင်ငံတကာတိုင်ဝန်အထူးသဖြင့်လုံခြုံရေးကောင်စီအနေနဲ့တုံ့ဆိုင်မနေဘဲ ညီညွတ်သောပူးပေါင်းဆောင်ရွက်မှုရှိတဲ့ချင်းကပ်မှုနဲ့စုပေါင်းအရေးယူဆောင်ရွက်ချက်များချမှတ်ရမှာဖြစ်ကြောင်းရုံကျော်ရေးကောင်စီအနေနဲ့ကောင်စီရဲ့ဆုံးဖြတ်ချက်အမှန်2669ကိုအခြေခံကအရေးယူဆောင်ရွက်ချက်ကိုပို့ပြုပြီးစောင့်ကြည့်လေ့လာမှုနဲ့စီရင်ခံမှုရန်တရားတို့ပါဝင်တဲ့ဆုံးဖြတ်ချက်ကိုထပ်မံချမှတ်ရန်ထူးလိုအပ်ကြောင်းနဲ့စစ်တပ်ထံကိုလက်နက်ခဲယံလေယာဉ်စီနဲ့ငွေကြေးထောက်ပံ့မှုများစီးဆင်းနေမှုတွေကိုချက်ချင်းရပ်တန့်ရမှာဖြစ်ကြောင်းထို့သောလှုပ်ဆောင်မှုအထွေထွေညီလာခံနဲ့လူခွင့်ရေးကောင်စီဆုံးဖြတ်ချက်များလည်းရှိထားပြီးဖြစ်တာကြောင်း တိကျပြသစွာလှုပ်ဆောင်မှာဖြစ်တယ်လို့တမ်းမကြီးဦးကျော်မထွန်ကတိုက်တွန်းပြောဆိုလိုက်တာပဲဖြစ်ပါတယ်။ဖားကတ်မြို့ကတိုက်ပွဲသတင်းကိုလည်းဆက်ပြီးဖော်ပြပေးပါမယ်။ကချင်ပြည်နယ်ဖားကတ်မြို့နယ်မှာအကြမ်းဖက်စစ်ကောင်စီကဆက်လက်စစ်ကြောင်းထိုးနေမှုတွေကြောင်းအမိုက်ပုံရွာနေတိုက်ပွဲပြင်းထန်နေပြီးစစ်တပ်ဘက်ကထိခိုက်ဒေဆုံးမှုများပြားတယ်လို့ KAI စီးရဲသတင်းမြစ်တွေကပြောဆိုထားပါတယ်။ဇွန်လ26ရက်နေ့မနက်ပိုင်းမှညနေပိုင်းထိအမိုက်ပုံကြီးရွာနေတိုက်ပွဲများဖြစ်ပွားနေပြီးဆိုပါနေရာနီးတိုက်ပွဲဖြစ်ပွားနေဒီမှာ၃ရက်ရှိနေပြီဖြစ်ကောင် ပြန်လည်ပြစ်ခတ်မှုတွေကယမန်နေ့ညပိုင်းမှာစတင်ကဒီကနေ့တနေ့လုံးမယက်မနာပေါ်ထွက်နေတယ်လို့သိရပါဗျ။အမိုက်ပုံရွာနီမှာတိုက်ပွဲဖြစ်တာတောင်းရလောက်ရှိပြီးချမ်းဘက်စစ်ကောင်စီကရှေ့တိုးလို့မရဘူးအထိနာနေတယ်။ထိခိုက်ဒဏ်ရာရတာလည်းများတယ်ပေါ့။စစ်ကောင်စီကစစ်ကြောင်းထိုးကျင်နေတော့ KIPDF ပူးပေါင်းတပ်ဖွဲ့တွေကဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်နေတာပေါ့။တိုက်ခိုက်နေတဲ့အချိန်လက်နက်ကြီးလက်နက်ငယ်တွေနဲ့တပ်ပြန်ပစ်ခတ်တယ်။တမန်နယ်လုံးတိုက်ပွဲဖြစ်တယ်။မနေ့ကလည်းတညလုံးဖြစ်နေတာလို့ KIA စီးရဲသတင်းမြစ်တွေကပြောဆိုထားပါဗျ။ အကြမ်းဖက်စစ်ကောင်စီနဲ့ပြည်သူ့စစ်ဘုပေါင်းအဖွဲ့များဖားကန့်ကိုစစ်ကြောင်းထိုးနေဒီမှာတလာနီပါရှိနေပြီဖြစ်ကောင်းနေ့စဉ်လိုလိုတိုက်ပွဲများဖြစ်ပွားနေကြောင်းနဲ့တိုက်ပွဲတွေမှာအကြမ်းဖက်စစ်ကောင်စီတပ်ဘက်ကထိခိုက်သေးဆုံးမှုများပြားနေကြောင်းလည်းစီးရဲသတင်းများထံကသိရတာဖြစ်ပါတယ်။ဒီဖားကန့်ကိုစစ်ကောင်စီစစ်ကြောင်းဝင်လာပြီးတလားလောက်အတွင်းမှာသူတို့ဘက်ကထိခိုက်သေးဆုံးတာ90နဲ့တရာကျော်ရှိနေပြီးဒီစစ်ကြောင်းရောက်လာပြီးကနေမိုးကောင်းချေဆိုင်တဲ့တပ်မတော်စစ်ကြောင်းဖားကန့်ကိုရောက်လာကြတဲ့ကသူတို့ပြည်သူတွေကိုနှိပ်စက်တက်ဖြတ်တာ39ရောက်40နီးပါးရှိပြီလို့ KNY စီးရဲသတင်းမြစ်တွေကပြောဆိုထားပါတယ်။ အလားတူကချင်းပြည်နယ်ဗမော်မြို့မှာလည်းတိုက်ပွဲများဖြစ်ပွားနေတော့လဲရခိုင်လာများကဲ့သို့မပြင်းထန်တော့သလိုစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုများဒရုန်းတိုက်ခိုက်မှုများနေ့စဉ်ဆိုသလိုလှုပ်ဆောင်နေတဲ့အပြင်လေကြောင်းနဲ့လည်းလက်နက်အင်အားလုံးအားဖြည့်တင်းနေတယ်လို့ဗမော်စကောက်တင်းကသတင်းထုတ်ပြန်ထားပါတယ်စစ်ကောင်စီကရေကြောင်းမှတစ်ဆင့်လက်နက်နဲ့လူသူအင်အားဖြည့်တင်းရန်ကြိုးစားလျက်ရှိပြီး AOD မြေကြောင်းတစ်ချောင်းမှာရှိတဲ့ဂျေးရွာများအနေနဲ့ပြင်ဆင်ထားရန်လိုအပ်ကြောင်းနဲ့ AOD မြေကြောင်းတစ်ချောင်းမှာရှိတဲ့စစ်ကောင်စီရဲ့စစ်ရေးလှုပ်ရှားမှုတွေကိုလည်းစောင့်ကြည့်သတင်းပို့ကူညီရန်လဲဗမော့စကောက်တင်းကအကူအညီတောင်းခံထားပါတယ် ဗမောကိုအင်အားဖြစ်ဖို့တင်းမောစနစီစံတက်လာတဲ့ဆိုပြီးသတင်းတွေတော့ရတယ်။အဲ့ဒါကိုအတီးပြုတ်ဖို့စ조사နေတော့မှစစ်တင်းမောတွေကအခုအောက်ဖက်ကနေစံတက်လာတယ်လို့သိရတယ်။ဗမောကိုဥတီလာလာလာဘဲကိုသွားသလဲဆိုတာစောင့်ကြည့်နေတော့မယ်လို့ KIA စီးရေးသတင်းမြစ်တွေကရှင်းပြထားပါတယ်။ဇွန်လ15ရက်နေ့ကဗမောတစ်ဖက်ကမ်းမှာရှိတဲ့စင်ကင်ကျေးရွာကိုစစ်တပ်ကလေကြောင်းတိုက်ခိုက်ပြီးလက်နက်ကြီးများဒရုန်းများနဲ့ပါပစ်ခတ်တိုက်ခိုက်ခဲ့ရမှာအရသာပြည်သူ2ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။အခုတစ်ခါ ပုံနာကျုံမြို့နယ်မှာစစ်ဘေးရှောင်တွေအခက်အခဲနဲ့ကြုံနေရတဲ့တဲ့တင်ကိုဆက်ပြီးဖော်ပြပေးပါမယ်။ချိန်ကာလကြာမြင့်စွာတိုက်ပွဲများဖြစ်ပွားခဲ့ခြင်းကြောင့်ရခိုင်ပြည်နယ်မှာစစ်ဘေးရှောင်တွေဟာစားဝတ်နေရေးအခက်အခဲမျိုးစုံနဲ့ရင်ဆိုင်နေရပါတယ်။ယခုရက်ပိုင်းအတွင်းမှာပုံနာကျုံမြို့နယ်တွေကစစ်ဘေးရှောင်စခန်းတချို့မှာအမိုးကမလုံလောက်ခြင်း၊စားနပ်ရိက္ခာပြက်လက်ခြင်း၊ကျန်းမာရေးဆောင်ရှောက်မှုတွေလိုအပ်နေတာကိုတွေ့ရှိခဲ့ရပါတယ်။ပုံနာကျုံမြို့နယ်စစ်ဘေးရှောင်စခန်းတစ်ခုမှာခိုလုံနေရတဲ့ဒေသခံတွေကမြေတီနိုင်ငံတကာအဖွဲ့အစည်းများ လူမှုကူညီရေးအဖွဲ့အစည်းများကငွေကြေးထောက်ပံ့ခြင်း၊စားနပ်ရိက္ခာကူညီမှုများမရှိဘူးလို့ဆိုကြပါရယ်။မိုးရာသီကိုဖျက်ဆီးနေရတော့လဲ။ဒဏ္ဍာရီနဲ့ဆောက်လုပ်ထားတဲ့ဒဲအိမ်ထဲမှာနေထိုင်ရသူတွေကပေါင်မိုးမိုးရွာတာကြောင့်ကောင်းစွာမအိပ်စက်နိုင်ဘူးလို့ဆိုကြပါရယ်။ကိုယ်တိုင်ခေါင်မိုးများကိုဖားထေးပြုရန်လဲအလုတ်ကင်မရှိဝင်ငွေမရှိတာကြောင့်ပြုပြင်နိုင်ခြင်းမရှိဘူးလို့ဆိုကြပါရယ်။ပုံနာကျုံမြို့နယ်တကစစ်ပီးရှောင်များမှာပုံနာကျုံမြို့နယ်နဲ့စစ်တွေမြို့နယ်မှာဖြစ်ကြပြီးလူဦးရေ3000အထက်ရှိနိုင်တယ်လို့စစ်ပီးရှောင်ရေးဆောင်ရွက်နေသူတွေကဆိုပါရယ်။ ပုံနာကျိုးမြို့ကိုအေအေကတိုင်းပိုက်ရရှိထားတော့လဲစစ်တွေမြို့မှာရှိတဲ့စစ်ကောင်စီတပ်စခန်းတွေကလက်နက်ကြီးနဲ့ပစ်ခတ်ခြင်းလေယာဉ်များနဲ့လာရောက်ပုံကျဲမှုတွေကြောင့်ဒေသခံများမျိုးတဲ့ဝင်ရောက်နေထိုင်နိုင်ခြင်းမရှိသေးဘူးလို့သိရပါဗျ2023နိုဝင်ဘာ17ရက်နေ့မှာစတင်ကရခိုင်ပြည်နယ်အတွင်းမှာတိုက်ပွဲများအပြင်းထန်ဖြစ်ပွားခဲ့ပြီးတော့ယခုလက်ရှိအချိန်ထိအာရခတတော်အေကနယ်မြေအများစုကိုသိမ်းပိုက်ထားနိုင်ခဲ့ပြီးကြောက်ဖြူစစ်တွေနဲ့မန်းအောင်မြို့သားကြံရှိတော့တာဖြစ်ပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့ အလုတ်သွိုင်းစစ်တပ်ရဲ့ဖမ်းဆီးမှုခံရပြီးတော့အာမစစ်သားဖြစ်သွတ်သွင်းခံရကပခုတ်ကူခလာရ258တဲရင်မှာစစ်မှုထမ်းအပတ်စဉ်17စဉ်တပ်သားတက်လာမျိုးထုံချမ်းမြေအောင်နဲ့ငိမ့်သူအောင်တို့အလင်းဝင်လာတဲ့အကြောင်းမှာမကွေးတိုင်းပခုတ်ကူမျိုးတမတရတဲ့လောက်ခံခလာရ258တဲရင်မှာစစ်မှုထမ်းတပ်သားတက်သုံးဦးအလင်းဝင်လာတယ်လို့ဘာမရီဗိုလူရှင်းရိန်ဂျာစ်မှာတရင်နဲ့ပြန်ချားရေးတာဝန်ခံကိုတီမိုကပြောဆိုထားပါတယ်ဇွန်လ24ရက်နေ့က ပခုတ်ကူမျိုးတတ်မှတ်တရတဲ့လောက်ခံခါလိုက်ရ251တန်းမှာစစ်မှုထမ်းတက်သားတဲ့တုံးကအကြမ်းဖက်စစ်ကောင်စီလောက်မှနေထိုင်လိုခြင်းမရှိတော့တာကြောင့်ထွက်ပြေးလာပြီးဘာမာ Revolution Rangers တပ်ဖွဲ့ထံအလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်တယ်လို့သိရတာပါထို့ကဲ့သို့အလင်းဝင်ရောက်လာတဲ့စစ်မှုထမ်းတက်သားတဲ့ကိုလာမျိုးထွန်းချမ်းမြေအောင်တဲ့ငိမ့်သူအောင်တို့တုံးကရာခတ်တတဲ့ဗထုတင်တန်းကြောင့်မှ3လတိတိတင်တန်းတက်ရောက်ခဲ့ပြီးစစ်မှုထမ်းအပတ်စဉ်စက်တက်မှစစ်မှုထမ်းတင်တန်းဆင်းများဖြစ်တယ်လို့သိရပါတယ်အလင်းဝင်ရောက်လာတာက24ရက်နေ့ကပါတနတ်တော်မပါဘူး သူတို့သုံးစလုံးကတင်တန်းအဖက်စင်ဆက်တက်ပါသူတို့နေတဲ့မြို့နယ်တွေကတော့မုံရွာနယ်မန်းလေးကပါမုံရွာနှအုပ်မန်းလေးကတူအလုတ်သွားရင်လမ်းမှာအဖမ်းခံရတာပါမုံရွာကတယောက်ရောမန်းလေးကတယောက်ကရောအလုတ်သွားရင်အဖမ်းခံရတာတွေပါရာကာတတက်ဘတ်ထူးမှာပဲသုံးယောက်စလုံးတင်တန်းဆင်းရတယ်လက်နက်ခဲယမ်းမပါတဲ့အတွက်တော့စုငွေပေးတာမျိုးမရှိပါဘူးလက်နက်ခဲယမ်းပါမှသာကျွန်တော်တို့စုငွေပေးရတာပါမုံရွာနှအုပ်ကတော့မိသားစုတွေစီပြန်ပို့ပေးပါပြီမန်းလေးကလူကိုတော့မိသားစုကိုဆက်သွယ်နေတော့မှလို့ ဘာမား Revolution Rangers မှာတရင်နဲ့ပြန်ကြားရေးတာဝန်ခံကိုဒီမိုက ပြောဆိုထားတာပဲဖြစ်ပါတယ်။အကြံဘက်စစ်ကောင်စီတပ်သားများနဲ့ရဲများပြူစောထီးများအနေနဲ့အကြံဘက်စစ်ကောင်စီလောက်မှအသက်အသေးမခံပဲမိသားစုနဲ့အတူလွတ်လပ်စွာရှင်သန်ခွင့်ရလိုပါကအမြင်မှရပြီးဘာမား Revolution Ranger တပ်ဖွဲ့ထံတွေဖြစ်စေအခြားသောတော်လိုင်းတပ်ဖွဲ့များမှဖြစ်စေလက်နက်ခဲယမ်းများနဲ့အတူအလင်းဝင်ရောက်ကြဖို့ဘာမား Revolution Rangers မှာတရင်နဲ့ပြန်ကြားရေးတာဝန်ခံကိုဒီမိုကတိုက်တွန်းပြောဆိုထားပါတယ်။ ဖားကံမှာတိုက်ပွဲပြင်းထန်နေပြီးမြေကြီးနားနဲ့မိုးကုံမြို့ကိုစစ်ကောင်စီကလေးကြောင်းနဲ့လက်နက်ကြီးတုံးတိုက်ခိုက်နေတဲ့အကြောင်းကိုဆက်ပြီးဖော်ပြပေးပါမယ်။ဖားကံမှာဒီကနေ့ဇွန်လ26ရက်အစောပိုင်းမှာတိုက်ပွဲပြင်းထန်နေပြီးရမန်နေ့ညကလည်းစစ်ကောင်စီကမြေကြီးနားနဲ့မိုးကုံမြို့တို့ကိုလေးကြောင်းမှပုံကျဲပြီးလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တယ်လို့သိရပါဗျ။ဖားကံမြို့နယ်အင်မရန်တုတ်တန်အနီးနဲ့ရန်နာဘုံလောက်ွက်မြေစာဘုံနီးမှာဇွန်လ26ရက်နေ့မနက်အစောပိုင်းမှာစပြီးတိုက်ပွဲပြင်းထန်နေတာဖြစ်တယ်လို့ဒေသခံတူကပြောပြထားပါဗျ။မနေ့ကလေးကခြတာပါဒီမနေ့လည်းရန်ပြင်းထန်နေပါတယ် ။အင်မရန်ရဲ့ရန်နာပုံလောက်ကွက်ပတ်လုံးဝစိတ်မချဘူး။မနေ့ကဆိုအပြေးမြန်လို့မသေးတာပါလို့၎င်းရဲ့ဖြစ်စဉ်ကိုရှင်းပြထားပါဗျ။အင်မရန်တုတ်တန်အနည်းနဲ့ရန်နာပုံလောက်ကွက်မြေစာပုံဒီမှာစီရီသတိပြုကြဖို့ KIA နဲ့ KPD ရဲ့ရဲဘော်များကဇွန်လ25ရက်နေ့မှာစပြီးလူမှုကွန်ရက်မှာတစဉ်သတိပေးထားခဲ့ပါဗျ။မဖြစ်ခင်ကြိုးဆောင်ဖြစ်ရင်တော့ဘုံခုချင်းနေပဲနေကြပါဖြစ်မှရှောင်ရင် NDA များတယ်လို့ KPD နဲ့နေဆက်သူများကပြောပါတယ်။မြကြီးနားမြို့မှာလည်းဇွန်လ25ရက်ည7:00နာရီအချိန်ခန့်က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ထဲမှနေပြီးစစ်ကောင်စီကလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တယ်လို့လည်းဒေသခံများကပြောပါရယ်။ထို့ပြင် TNL ထိန်းချုပ်ထားတဲ့မိုးကုံးမြို့ကိုလည်းဇွန်လ25ရက်ည7:00နာရီခွဲခန့်မှာလေကြောင်းမှ Jet Fighter နဲ့ပုံကျက်ပြီးစစ်သားနဲ့ပါပစ်ခတ်သွားတယ်လို့သိရပါရယ်။ဆော့ဆာချင်းနေနေလေးပြန်သွားတာတခြားနေရာသွားချက်မဲ့ထင်တာအတန်ပြောက်ပြီးမကြဘူး၊ကိုယ်ပြီးပြန်လာချဲသွားတာလို့ဒေသခံတူကပြောပါရယ်။ထပ်မံရရှိထားတဲ့သတင်းတွေအရဒဏ်ရာပြည်သူ3လေးဦးရှိနေပြီးနေအိမ်ချို့ဖြစ်စည်းခဲ့ကြောင်းလည်းဒေသခံချို့ကပြောပါရယ်။ စစ်ရေးအခြေအနေများမှာဖားကတ်မှာတိုက်ပွဲဖြစ်နေပြီးကာမိုင်းဖားကတ်လာမိုင်းရှိနန်ယားရွာနီမှာလည်းဇွန်လ24ရက်မနက်ပိုင်းမှာစပြီးစစ်ရေးတင်မာနေပါတယ်။မြေကြီးနားမြို့မှာတော့စစ်ကောင်စီကလမ်းတကြီးနဲ့ရန်ဖြစ်နေခြင်းဖြစ်တယ်လို့ဒေသခံများကပြောပါတယ်။မြေကြီးနားမြို့နီးဝိုင်းမော်မြို့နယ်လမ်းမြရွာမှာစစ်တပ်နဲ့ KIA KPD ရဲ့တိုက်ပွဲဖြစ်ပွားနေပြီးမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှာလမ်းတကြီးများပစ်ကူပေးနေပါတယ်။ မကုတ်မြို့နယ်အတွင်းတိုက်ပွဲဖြစ်ပွားခြင်းမရှိတော့လဲစစ်ကောင်စီနဲ့ DNL ဟာနောင်ချိုမြို့မှာတိုက်ပွဲပြင်းထန်နေပါတယ် DNL ထိန်းချုပ်ထားတဲ့ကြောင်မဲမြို့ကိုဇွန်လ24ရက်မှာစစ်ကောင်စီကလေကြောင်းမှပုံကျဲခဲ့ရမှာအရဲသားလေးဦးတည်ဆုံပြီးဆဲဦးထံမှနေတံရရရှိထားပါတယ်